်မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါထိုင်းနိုင်ငံကနေနေရပြန်ပို့ခရပီးစစ်မှုထမ်းစုဆောင်မှုအတမစုဆောင်ခရသူတွေကိုရေလန်းကနေတဆင်ပို့ဆောင်ရမှာပူပေါင်းပါဝင်နေတဲ့မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုတွေကိုရပ်တန့်ဖို့မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဧပြီလ22ရက်နေ့မှာသတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သားတွေဆူဆောင်းခံရတဲ့သူတွေကိုရေလန်းကနေတဆင်ပို့ဆောင်ရမှာတီရာငွေစင်ရထူထူတိုးကိုဝေလင်းစတဲ့မြိတ်ခရိုနီလုပ်ငန်းရှင် ကုမ္ပဏီအုပ်စုတွေပူးပေါင်းပါဝင်နေတယ်လို့မြိတ်ပကဖရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လုပ်ငန်းရှင်တွေကသူတို့ရဲ့အကျိုးစီးပွားအတွက်စကားဆရဲ့ခိုင်နိုင်လုပ်ပြီးပူပေါင်းဆောင်ရွက်နေတာကိုရက်တက်မှုလို့ကဆက်ပြီးလုပ်နေမယ်ဆိုရင်ထိရောက်စွာအရေးယူမယ်လို့မြေမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်ရှင်။ဒေဝဲခရိုင်တရချောင်းမြို့နယ်ထဲကဝင်းဝစကန်ကုန်းတပ်ပွဲမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံ9000ခန့်ဟာဆစ်ရှောင်နေကြရပြီးအကူအညီတွေလိုအပ်နေတယ်လို့ဆစ်ရှောင်ကူညီသူတွေကပြောပါရတယ်။ ပြီးခရက်ဧပလ16ရက်နေ့ကမင်းတက်ကျေးရွာအုပ်စုဝင်းဝကျေးရွာကစစ်ကောင်စီရဲ့စခန်းကိုဒေသရင်တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကတိုက်ခိုက်ပြီးနောက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုနေ့တိုင်းပြုလုပ်နေတာကြောင့်အနီးနားကျေးရွာ73ရွာကပြည်သူ9000ဝန်းကျင်ဟာဆစ်ဆောင်နေကြရတယ်လို့ဆစ်ဆောင်တွေကိုကူညီပေးနေသူတယောက်ကပြောပါတယ်။ အဲ့ဒီဒေသမှာစစ်ရှောင်စခန်းမရှိတာကြောင့်အလုံးကနိဆက်ရတောတောင်နဲ့ဥယျာဉ်ခြံတွေမှာရှောင်နေကြရပြီးလက်ရှိစစ်ရှောင်တွေမှာစားနပ်ရိက္ခာပြက်လက်နေပြီးတပ်ခွေအပါဝင်နှာစည်းချောင်းစုအဖြစ်များနေတာကြောင့်ကျမရေးဆောက်ရှောက်မှုနဲ့စေဝါတွေမှာအရေးပေါ်လိုအပ်နေတယ်လို့ဒေါနာတနင်းသားကြီးစစ်ပေရှာများအထောက်အကူပြုရဲ့အဖွဲ့ရဲ့ကိုရောနသန်ကပြောပါတယ်ရှင်။ စကိုင်းမြို့မှာနေအိမ်တွေပြန်လည်ဆောက်လို့ရမှာလိုအပ်တဲ့ဘီလက်မြေကိုခွဲတဲ့အတိုင်းရောင်းချပေးနေတာကြောင့်လိုသလောက်ဝယ်ယူလို့မရဘူးလို့လူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။အောက်ခတ်သတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းကိုပို့ပြီးပြီးလုတ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမြို့ပေါ်22ရက်ကွက်နဲ့မြို့နယ်တွင်းကကြေးရွာတွေမှာနေအိမ်ဆောက်အုံတွေတရားရဂိုင်းလုံးနှီးပါထိခိုက်ပျက်စီးခဲ့ပါတယ် ရှားဝေးကဲစဲအိလုံဆောင်အောင်မှာတေဆုံးသူ900နီးပါးနဲ့ထိခိုက်ဒဏ်ရာရှိသူ1000ကျော်ရှိခဲ့ပါတယ်။လက်ရှိမှာလည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုံဆောင်ဖို့အခက်အခဲတွေရှိနေပါတယ်။မလာဘလို့ဆက်ရရှိတော့ဆိုတော့ဘီလမြေဝရာအစအခုကျွန်တော်ကဟိုလိုကောင်းလားလို့အစိုးရကလည်းပြောမလားပုဂ္ဂလိကလည်းပြောမှဆိုတော့လောကကူကစာတင်ဝယ်ရတာဟိုလိုရွှေတောင်ကုမ္ပဏီကနေမှပျက်စီးတဲ့အိမ်ပုံရဲ့ဒါရည်ကြီးထောက်ခံစားရဲ့ကျွန်တော်လူရဲ့ အဲ့ဒါလေးတွေနဲ့သွားပြီးတော့ဒီလိုနဲ့သွားလျှောက်သွားလျှောက်တဲ့အခါကျတော့နှစ်ပေါင်း9500နှုန်းနဲ့9500နှုန်းနဲ့ဟိုအဲ့ဒါကသူကအဲကိုလိုတလောက်လိုတလောက်တော့မပေးဘူးသူတို့ပေးကြတယ်လို့တော့ဝေးတယ်သူတို့ဒီပေါ်တပ်ပုံမကြည့်ပြီးတော့ဒါတော့ဘယ်နဲ့အတင်းတော့လို့ဒါတော့ဘယ်လောက်တင်းတော့လို့လူမျိုးလေးတွေတော့ချရောင်းပေးနေရတော့ရှိမနေ့ကဆိုရင်ကျွန်တော်တို့တငွေချင်းတယောက်တည်းသွားလုပ်ပေးတာတင်လာတော့အိမ်တလုံးလာပေးလိုက်မြေအိမ်90ပဲလုံးလုံးပြတ်တော့တာပေါ့ လုံးလုံးအိတ်90တင်နေဆိုမှသူတို့မနေ့ကပေါ်ပြီးတော့မပေါင်း5500နုံနဲ့10လုံးနဲ့ပြီးတယ်အိတ်90တင်10လုံးနဲ့9ပုံတပုံနဲ့ပြီးတယ်ဒီကံစမ်းလိုက်တော့ကတော့ဆက်ခဲ့တော့6ချီပြင်းအမြင့်ငလင်းထန်းကြောင့်ဖခါကြောင့်ဇီဒီဒီစာတင်နိုင်တွင်နဲ့အတူတီလာရှင်ကျောင်းလေးဝါထိခိုက်ပျက်စီးခဲ့ပါတယ်စကိုင်းငလင်းကြောင့်တီလာရှင်ကျောင်းဆောင်မြေခပ်ပြိုကျပြီးရှာလီတပတ်နဲ့ဒကာမတယောက်တေဆုံးခဲ့တဲ့ပြင်ရှာလီနံပါတ်6ကိုတယောက်ကုသနေရတယ်တီလာရှင်ကျောင်းဆောင်ဟာ လက်ရှိမှာတာလဘက်ကထမ်းရွက်မှုနဲ့ယာယီကြောင်းအောင်ဆောက်လုပ်ထားပြီးမယ်လုံခြုံမှုမရှိတာကြောင့်ညမိတ်ရဲသေးဘူးလို့ချမ်းသာဒုက္ခကြောင်းတိုက်တာဝန်ရှိသူကမိန့်ပါတယ်ထောက်မန်ဆိုဒီပေါ်တော့လာလှူတာတို့ဘာတို့ပဲရှိတာလေကိုနဲ့တည်တဲ့လူတွေဘာတွေအဲ့လိုလာလှူတာတွေဘာပဲရှိတာပေါ့ညာတော့ဟိုလိုကြီးတော့မရှိဘူးပေါ့တန်ရှင်းရေးပဲဝင်ရသေးတာဘာမှမလုပ်နိုင်ဘူးဟွာပေါ့ကွာ ခဏအဲယာယီတဲ့ချောင်းလေးတော့ဟိုဆောက်တော့ထားပြီပါထိုင်းရွက်မိုးလေးနဲ့ပေါ့ဒါလည်းဘက်ကလေးနဲ့ထိုင်းရွက်မိုးလေးနဲ့တော့အဲ့လိုလေးတော့လှုပ်ထားတယ်နည်းနည်းနေချစ်ရုံလေးပေါ့ကွာညတော့အဲ့ဒီမှာမအိတ်ရဲလေးလို့မအိတ်သေးဘူးလေတို့မှလေးဝိုင်းရမလုံချမ်းမလုံအိမ်သားတက်စရာမရှိဆိုတာကြတော့လေဟွာဒီဘက်မှာတငယ်ချင်းကြောင်းမှလာပြီးအိတ်ရတာပေါ့အဲ့ဒါအခက်ဆဲဆုံးပေါ့အိမ်သားလေးရဲ့ဝိုင်းလေးရဲ့အဲ့ဒါလေးပြီးပြီဆိုရင်တို့ကတော့ ဟိုကြောင်းကတော့အခုယာယီကြောင်းလေးနဲ့တော့ဟိုတစ်နှစ်မျိုးနဲ့နှစ်မျိုးနေနေမယ်လို့အောက်မိထားလေအေးအခုဝိုင်းရမလုံးနေတဲ့အတွက်ကြောင့်မလို့မနေရဘူးလေပါသူကမိန်းကလေးတွေဆိုကြတော့ဟိုကြောင်းကလည်းကားလန်းနှခမ်းပြီးတင်ဆိုကြတာလေမြန်မာနိုင်ငံမှာအင်အားပြင်းကလေးလောက်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်၄400ကျော်နဲ့ထိခိုက်ဒဏ်ရာရသူ1000ကျော် ငလင်ဘေးတင်သူ3900ကျော်ရှိခဲ့ပြီးနေအိမ်ဆောက်9000ကျော်ထိထိခိုက်ပျက်စီးခဲ့တယ်လို့ DBV ကဧပြီလ16ရက်နေ့ထိစူးစိရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါပောက်ဟန်မင်းကြီး Francis ရဲ့ရုပ်ကလပ်တော်ကိုတည်ဆောင်လာတဲ့ခေါင်တလားကိုဧပြီလ23ရက်နေ့မှာစိတ်ပီတာဖះเจ้าတော်ကြီးကိုရွှေ့ပြောင်းတည်ဆောင်ခဲ့ပါတယ် ကာဆာစန်တာမာတာဖျားရှိခိုးเจ้าမှာကောင်းချီပေးပြီးတဲ့နောက်မှာ အဖုံးဖွင့်ထားတဲ့ကောင်တလာနဲ့တည်ဆောင်လာတဲ့ယုတ်ကလတ်တော်ကိုကာဒီနယ်ကြီးတွေကခြံရံလိုက်ပါခဲ့ကြပါတယ်စိတ်ပိတာရင်မြင်ကိုဖြတ်ပြီးသက်ဆောင်လာချိန်မှာဆွတောင်းသူတွေကလည်းကာရဝပြုခဲ့ကြပါတယ်။ကက်သလစ်ကျောင်းတော်တန့်ရှင်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကိုအယုံဆိုင်လှူဆောင်ခဲ့တဲ့ဖရန်စစ်ဟာဧပြီလ20ရက်နေ့မနေ့ပိုင်းမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဆယ်နှစ်မြတ်တာလက်ထက်တော်အတွင်းမှာရှေးဟိုဆွဲသမားတွေနဲ့ထိတ်တိုက်တိုးခဲ့ပါတယ်။ဘာသာရေးဆွတ်တောင်းမှုတွေအပြီးမှာတပ်ဝင်ယုံကြည်သူတွေနဲ့အများပြည်သူကာရဝပြုနိုင်ဖို့ဧပြီလ25ရက်ည9:00နာရီအထိစိတ်ပီတာကျောင်းတော်ကြီးအတွင်းမှာထားရှိမှာဖြစ်ပါတယ်။26ရက်နေ့မနက်10:00နာရီမှာဇာပနခန္ဓာကျင်းပမှာဖြစ်ပါတယ်ရှင်။ဒီပပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းပါကျေးဇူးတင်ပါတယ်ရှင် you <music>